အားလုံးပဲမိလာပါမင်းညာကကစားခဲ့တဲ့ Super Sunday Night ရဲ့ Special ဘိမတ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea အသင်းနဲ့လက်ရှိ Premier League ပူပူနွေးနွေး Champion ဖြစ်ထားတဲ့ Liverpool အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Chelsea ကတစ်ဖက်က Liverpool အသင်းကို England Stamford Bridge Stadium မှာ3-1ရလဒ်နဲ့ဂိုးပြတ်အနိုင်ယူပြီးတော့မှ Liverpool အသင်းနဲ့နောက်ဆုံး6ချိန် စတိုက်တွေ့ထားတဲ့နေရာမှာအနိုင်ရထားခြင်းမရှိတဲ့အခြေအနေကိုချိုးဖျက်နိုင်ခဲ့သလိုအာကျွန်တော်တို့ဒါ Chelsea အသင်းအနေနဲ့နောက်ဆုံး Premier League 3ပွဲစတိုက်ဘတ်တူဘတ်နိုင်ပွဲရှာနိုင်ခဲ့သလိုအာဒါကျွန်တော် Champions League ဝင်ခွင့်အတွက်ပေါ့လေအရေးကြီးတဲ့အနိုင်၃ဘတ်ကိုအိမ်ခွင့်မှာရှာဖွေထားနိုင်ခဲ့တာလည်းဖြစ်တယ်ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့ Chelsea အသင်းက Liverpool အနိုင်ရသွားတဲ့အတွက်လက်ရှိပေါ့လေဒါဒီအဆင့်၃က Manchester City အသင်းနဲ့တမက်กว่าမင်းညာကဒီ Newcastle အသင်းကဒီတည်ရချသွားတဲ့အတွက်ကျွန်တော်တို့ရမတ်တမက်ပဲရတဲ့ တွက်ချက်စီတင်းနဲ့ရမတူဒါချက်စီတင်းကတော့အဆင့်၅ပေါ့လေနယူကာဆယ်ကအဆင့်၄ဆိုတော့ဒီအချိန်ဒီကြောင့်မို့လို့အာကျွန်တော်တို့ဒါချန်ပီယံလိဝင်ခွင့်အတွက်တော့နောက်နောက်လာမယ့်ပွဲစဉ်တွေကစိတ်ဝင်စားဖို့ကောင်းစွာနဲ့ရှိနေတဲ့အနေအထားလည်းဖြစ်တယ်။ဒီနှစ်ပွဲမှာတော့လီဗာပူးကအာကျွန်တော်တို့ဒါပရီးမီးယားလိချန်ပီယံလည်းဖြစ်ပြီးပြီ။ဒီအခြေအနေကြောင့်မို့လို့ပွဲကို တက်တောင်တက်တာနဲ့ပွဲထုတ်ခဲ့ပြီးတော့မှနေပြအနီစလော့ကအာကျွန်တော်အဓိကကွင်းလေကစားသမားဖြစ်တဲ့စမုစလိုက်မတ်အလက်စကာနဲ့တိုက်စစ်မှုဖြစ်တဲ့ဒါဝန်နူးညက်စတုတ်ကိုဒုတိယပိုင်းမိနစ်60ကျော်မှသာထည့်ပြီးတော့မှကွင်းလေနေရာမှာတော့အန်တိုကတ်တီဂျုံဟာဗစ်အီလီယိုနဲ့ခန်းစစ်နေရာမှာတော့ဒါကိုနာတိမပါတဲ့ခန်းစစ်မှာဘယ်ဂျယ်ဘာတက်ကဦးဆောင်ပြီးတော့မှတစ်ဖက်မှာစီမီကတ်ကွန်ဆတ်နဲ့ကိုသမားအဖြစ်နေနေတော့ဒါအလက်စစ်ဘက်ကနဲ့ပွဲထွက်ခဲ့တယ်ဒီနေ့ပွဲမှာတော့ဒါကျွန်တော်ချဲစီအသင်းနဲ့တွေ့တိုင်းဂိုးရလေးရှိတဲ့မိုဘက်ဆာလတ်ကိုယ်တိုင်ကဂိုးရဖို့ရုံးကန်ခဲ့ရတယ်လို့ ဒါအသေးအခန်းစီကစားမဖြစ်တဲ့ concept ကိုတိုင်းကအမားတွေလုပ်ခဲ့ပြီးဒီအမားတွေကပဲကျွန်တော်တို့ဒါ twin ကိုတွေဇက်တိုက်ပေါ့လေဒါခွင့်ပြုခဲ့ရတာလည်းဖြစ်တယ်ဆိုတော့အဒီအထူးသဖြင့်တော့ဒါဒီနေ့ပွဲမှာအာကျွန်တော်တို့ဒါနေပြအန်နီစလော့ကဖီအားတွေမရှိပေမဲ့လို့ကိုယ့်လက်မှာတုံးသွားတဲ့အဓိကကစားသမားဖြစ်တဲ့အန်တိုကတ်တဂျုံဒါဟာဗီအီလီယော့အတွဲကတစ်ဖက်ကဒီလာဘီယာအန်ဆိုပါမဒီကိုယ့်လက်အတွဲဘလုံးမမရှင်းနိုင်ခဲ့ပဲနဲ့ဒါကျွန်တော်ပထမပိုင်းတပိုင်းလုံးနဲ့ဒုတိယပိုင်းပေါ့လေဒါကျွန်တော်မိနစ်60မတိုင်ခင်အထိလေဘာဘူးရဲ့ခန်းစစ်ကတော်တော်လေးဖျော်ဖျဲဖြစ်ခဲ့ရ တာကိုတွေ့ရတယ်တော့ Chelsea အသင်းအတွက်တော့ဒါ Liverpool နဲ့မတူတဲ့အာ feeling မျိုး Liverpool နဲ့မတူတဲ့အခန်းစားချက်မျိုးနဲ့ဒီပွဲကိုဥတည်ခဲ့တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ Champions League ဝင်ခွင့်အတွက်ဟာ Chelsea အသင်းအတွက်တကယ်ကိုအရေးကြီးတဲ့အခြေအနေပါ။ဆိုတော့ဒါအပြင်ကျွန်တော်တို့ ဒီရှိရပါလေပရီးမီးယားလိဒါနှစ်ပွဲစတိုက်အနိုင်ရတယ်အာကျွန်တော်ဂျာရဲ့ conference league နဲ့အနိုင်ရပြီးတော့ semi final ကနေဒီ final တက်ဖို့အတွက်အချိန်တွေကောင်းနေရထားတဲ့အတွက်အဲကစားသမားတွေအပေါ်မှာကျွန်တော်တို့ဒီယုံကြည်မှုရပါလေ impact ကတော်တော်ကြီးနေတဲ့အချိန်တွေလည်းဖြစ်တယ် mentality ဘိုင်းကအမြင့်ဆုံးရောက်နေတယ်လို့ဒါကျွန်တော်တို့19 9ထိုက်တဲ့ Liverpool အသင်းနဲ့ပွဲစဉ်မှာတကယ်ကိုကောင်းမွန်တဲ့ထူးရှည်ခြေစွမ်းတွေပြခဲ့တယ်လို့ကျွန်တော်တို့ဒါနိဗျအန်ဆိုမာရက်စကာကအာကျွန်တော်တို့ဒါကိုယ့်လက် option နေနဲ့ပေါ့လေဒီဒဏ်ရာပြန်ကောင်းလာတဲ့ Romeo Labia ာကိုအန်ဆိုဖာနာဒက်နဲ့တွဲပြီးတော့မှခူပါမကိုအိတ်ရိုးမှာထားတယ်အာဒီဒီဝက်ဆက်စကိုင်ဆီတို့ကိုကျွန်တော်တို့ ခန်းစစ်ကိုပို့ပြီးတော့မှခန်းစစ်မှာလည်းကျွန်တော် solid defensive ဖြစ်အောင်တစ်ဖက်မှာ libine ကိုဝယ် mask ကိုရဲလာ triple char လို့ပတ်ဒီ moses sky zero နဲ့ကိုသမားဖြစ်တဲ့ဒီကိုစမဖြစ်နေတယ်ဗောလေအာဆန်ချက်နဲ့ပွဲထွက်ခဲ့တယ်ဝင်းပိုဇက်ရှင်နေနဲ့တော့ပတ်ထုံနဲ့တို့နိုနေမိုထွေးကင်းနဲ့တိုက်စစ်မှာနီကိုလက်ဂျက်ဆင်နဲ့ပွဲထွက်ခဲ့တယ်ချဲစီကအထူးသဖြင့်တော့ဗောလေဒါဒီနောက်ပိုင်းပွဲတွေမှာကျွန်တော်အင်ဂျူရီကတက်တာလာတဲ့ရိုမီယိုလာဘီကကွေးလေပိုဇက်ရှင်ရပါလာပြီဆိုရင် ရိုမီယိုလာဘီယာကတခြားသောကစားသမားတွေထက်ကျွန်တော်တို့ဒီဒီတိုက်စစ်ကစားသမားတွေကိုဘောခွဲပေးတဲ့အခြေအနေအဲကျွန်တော်တို့ဖန်တီးပေးတဲ့အခြေအနေတော်တော်လေး progressive pass တော်တော်ကောင်းနေဗျာဒီကစားသမားဒီအခြေအနေမှာကျွန်တော်တို့ဒါဒီခိုးပါမားတစ်ဖက်က patronate တို့ဒါကျွန်တော်တို့ဒီ aso panadat ကိုတိုင်းကအဲ့ road ထိတက်ပြီးတော့မှတိုက်စစ်ကိုပို့ပြီးတော့ thrust လုပ်နိုင်တယ်ဘာဘူးကအမှန်တိုင်းပြောရရင်ကျွန်တော်တို့ဒါဘောလုံးကိုကိုင်းပြီးကစားတဲ့အသေးမျိုးဆို ပိုကြိုက်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကဒီထိချက်နည်းနည်းနဲ့ဒီထံပြခေါင်းနာအတက်တွေတော်တော်အားကောင်းတဲ့အသင်းဖြစ်တာကြောင့်မလို့အဲ Chelsea ကဒီနေ့ပွဲမှာဘောလုံးကိုကင်ကစားတာတက်ကျွန်တော် possession base ကိုအဓိကမယူဘဲနဲ့ကိုရနိုင်ချင်ရှိတဲ့ဒီ running through လောက်တာတွေတစ်ဖက်ကဒီတောင်ပိုင်းအားကောင်းတဲ့ကစားသမားတွေနဲ့ Liverpool ခန်းစစ်ကိုထိုးပေါက်တာတွေဒီအခြေအနေကြောင့်မလို့ Liverpool အနေနဲ့လည်းအခက်တွေ့ခဲ့တာလည်းဖြစ်တယ်။ Liverpool ကဒါဒုတိယပိုင်း60ကျော်မှကျွန်တော်တို့ ဒီစမူဆလိုက်မတ်လက်စကတိုက်စစ်မှုဖြစ်တဲ့ဒါဝင်နူညက်စ်တို့ထည့်ပြီးတော့မှချဲဆီကိုဖိအားပေးပြီးကစားလာတယ်ဆိုပေမဲ့လို့အပိုင်ရတဲ့အခွင့်အရေးတွေကိုတိုက်စစ်မှုဖြစ်တဲ့ဒါကျွန်တော်တို့ဒါဝင်နူညက်အဆုံးသတ်ညံ့ခဲ့လို့လီဗာပူးအနေနဲ့ချေပါဝူးတကိုးနဲ့ဒါကျွန်တော်ချိန်တက်ခဲ့ရတယ်ချဲဆီကဒါကစားရခတ်တဲ့လီဗာပူးကိုဒါကျွန်တော်တို့ဒီအင်္ဂလန်စတမ်ဘိုဘစ်စတေဒီယမ်မှာအနိုင်ယူနိုင်ခဲ့တယ်ဒီအချိန်ဒီမှာဒါကျွန်တော်တို့လီဗာပူးကချန်ပီယံဖြစ်ထားတာလေပါတာပေါ့လေတကယ်ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်တို့ဒါတော်တယ်ဟော့စပါအသင်းရဲ့ပွဲစဉ်မှာလီဗာပူးအနေနဲ့မဖြစ်မနေရမှတ်လိုအပ်တဲ့ချိန်မှာဒါ5-1ရလနဲ့တောင်ကိုပြတ်အနိုင် င်ယူထားတဲ့အခြေအနေမျိုးအဲ့ဒီကစားသမား squad နဲ့ပုံစံနဲ့တာကျွန်တော်ချက်စီတင်ရင်ခဆိုင်ခဲ့ရင်ချက်စီတင်နဲ့ရုံးကြရဖို့အခြေအနေရှိတယ်ကိုပါနမအနေနဲ့၁၈ပွဲကြာကိုပါပြောင်းဆုံးမှုကိုဒီနေ့ပွဲမှာ penalty ကန်သွင်းပြီးတော့မှကျွန်တော်ကိုပေါက်ပြန်ရခဲ့သလိုကိုပါမရဲ့ဒါ aggressive play style တချို့ကိုလည်းတွေ့ကြရတယ်ကိုပါမရဲ့ဒါကျွန်တော် shot step movement တွေကိုလည်းတွေ့ကြရတယ်ဆိုတော့ Chelsea ကတော့ English Stamford Stadium မှာ Premier League ပွဲစဉ်35မှာတော့ဒါကျွန်တော် Liverpool ကိုအနိုင်ယူပြီးတော့မှ Champions League ဝင်ခွင့်အတွက်ကျွန်တော်ရမပြည့်ယူနိုင်ခဲ့တယ်ဗောလေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယ ြေစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်